အဲ့တော့ဗောဓဘုရားသမီးတွေတွေပရမအောင်ဆုံးကြလာတဲ့တေရောနမိတ်ကဆိုရင်တော့ဒါလေးလက်ဆိုတဲ့နမိတ်ဖြစ်ပါတယ်။ဒါလေးလက်နမိတ်ကဘာကိုညွှန်ပြလာလဲတဲ့။ဒါလေးလက်နမိတ်ကကြတော့အာယက်တန်သွားတာပေါ့နော်။အကြောင်းမျိုးမျိုးနဲ့မိမိတို့ရဲ့စီးပွားရေးတွေမိမိတို့ရဲ့အလုပ်အကိုင်းတွေမိမိတို့ရဲ့အချမ်းစီတွေစိတ်ကူးတွေရည်ရွယ်ချက်တွေယက်တန်သွားတာယက်တန်နေတာမျိုးတွေဂျုံအောင်တတ်ပါတယ်။ ဘာလို့လဲလို့အမှန်မသိဘူးဆိုတာဒီလိုကိမျိုးပါပဲဒါကြောင့်ဗုဒ္ဓသာသမိတွေဒီကာလမှာလမ်းလျှောက်ရင်းနဲ့လမ်းပြောက်သွားတတ်ပါတယ်လျှော်ရင်းနဲ့လည်းနှက်သွားတတ်ပါတယ်ကိုလျှောက်လမ်းရမယ်လမ်းကြောင်းတွေပြောက်သွားတာမျိုးတွေမှုံသွားတာမျိုးတွေထွက်သွားတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်ဒီကာလမှာကျွန်တော်တို့ဗုဒ္ဓသာသမိတွေအတွက်အကြံဉာဏ်ပေးရရင်တော့ inner voice ပါပဲ ဟင်းသားပိုက်ဆိုတာကိုအဓိကဘာဖြစ်ချင်တာလဲကိုဖြစ်ချင်တာတမျိုးဖြစ်နေတတ်တယ်ကိုတကယ်လုံးနေတာတမျိုးလည်းဖြစ်နေတတ်ပါတယ်အဲ့တော့လွဖြစ်ချင်တာရဲ့ဖြစ်တင်တာရဲ့ဈာထဲမှာလွန်ဆွဲပြီးတော့စိတ်မောလူမောလေးတွေကြုံရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်ဒါကြောင့်ဗုဒ္ဓဘာသာသမီးတွေအတွက်ဒီကလာမှာအကြံဉာဏ်ပေးနေတာမိမိကိုမိမိပြန်လဲပြီးတော့ဆန်းစစ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။အာဒါကငါတကယ်လုပ်ချင်တဲ့အရာဖြစ်လား။ ဒီလောက်ပါဆိုရင်လည်းငါတကယ်လှုပ်ချင်တဲ့အလုပ်လားဒီလမ်းကြောင်းကငါတကယ်ရှောက်လန်းကျင်တဲ့လမ်းကြောင်းလားငါဖြစ်မြောက်အောင်မြင်ကျင်တဲ့လမ်းကြောင်းလားစသည်ဖြင့်မိမိကိုယ်မိမိပြန်လည်ဆန်းစစ်ပြီးတော့စူးစမ်းအထောက်အထင်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အလုပ်ကိုင်းတွေစီးပွားရေးတွေလုပ်ငန်းတွေအကျန်စီတွေအကြောင်းမျိုးနဲ့ထင်းကုန်ကြံ့ကြံ့နေရင်လည်းပဲအနာယူတယ်လို့ကိုယ့်ကိုယ်တတ်မှတ်အောင်ပါနော်အနာယူတယ် ဟိုဖုံးနေမှာဆိုရင် restart ချလိုက်သလိုပါပဲအစ်စ်ကပြန်စဖို့အတွက်ခိတခဏအနားယူတယ်လို့အခွက်ကိုမြင်ပြီးတော့အနားရနေတဲ့ကာလာလေးမှာကောင်းကောင်းလေးဘာသာရေးတွေလုပ်မယ်ဖရားတရားလေးတွေလုပ်မယ်ကိုယ့်ရဲ့ trauma လို့ခေါ်တဲ့စိတ်ဒဏ်ရာတွေကိုကုစားမယ်ပြီးတော့ကျရင်အချိန်လေးအနေထိုင်သွားတဲ့အခါအခက်အခဲလေးတွေအနေထိုင်သွားတဲ့အခါ မိမိရဲ့ inner voice ကိုမိမိကိုယ်တိုင်ပြန်လည်မြင်အောင်ကြည့်ပြီးတော့ကိုယ်တကယ်လှုပ်ခြင်းတဲ့အရာ ကိုယ်တကယ်ခြင်းတဲ့လှုပ်ခြင်းတဲ့အလုပ်ကိုယ်တကယ်ရှင်သန်ဉာဏ်နဲ့ပတ်ဝန်းကျင်မှာရှင်သန်နိုင်ဖို့အတွက်ကြိုးစားအထုတ်သင့်တယ်လို့အကြံဉာဏ်ပေးခြင်းပါအဲ့တော့ဗုဒ္ဓဘာသာသမီးတွေကိုအဓိကခြုံငုံပြောရမယ်ဆိုရင်တော့အတိတ်ကနေပြန်ဆနိုင်အောင်ကြိုးစားသင့်တယ်လက်ရှိအဆင်မပြေတဲ့အလုပ်တွေလက်ရှိကိုလျှောက်လန်းနေတဲ့စိတ်မပါတော့တဲ့လမ်းကြောင်းတွေ ကိုမောင်မမြင်ဖြစ်နေပြီးတော့ကိုစိတ်မောလူမောဖြစ်နေတယ်ကျိုးသာအထုပ်မှုတွေကိုခိတကနာ break တင်တယ်ခိတကနာရပ်တင်တယ်ရပ်လိုက်ပြီဆိုရင်တော့အနာယူပါအဲ့တော့ခရီးသွားတာဝါသနာပါတဲ့လူတွေဗုဒ္ဓဥဒ္ဒသမီးတွေကခရီးတွေသွားမယ်ဘာသာရေးလို့တာဝါသနာပါတဲ့ဗုဒ္ဓဥဒ္ဒသမီးတွေကဘာသာရေးတွေလုပ်မယ်ဖရာတရားတွေလုပ်မယ်အဋိဌာန်တွေလုပ်မယ်အဲ့ဒါကိုကျွန်တော်တို့ခိတကနာကိုယ့်ရဲ့ system ကို shut down လုပ်လိုက်တာပေါ့နော် shut down လုပ်ပြီးသွားရင်တော့အလုပ်တွေနေရာတွေလုပ်ငန်းတွေဝါသနာစိတ်ကူးကိုပျော်ရွှင်မှုတွေနဲ့ပြန်လည်စတင်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။စေဘွားရေလုပ်ငန်းဆောင်တာတွေမှာလုပ်ရင်ကောင်းမလားမကောင်းလားလို့လုပ်တင်လားမလုပ်တင်ဘူးလားလို့တွေးဟဖြစ်နေတဲ့ကိစ္စတွေဆိုရင် အချိန်ခဏယူပြီးတော့သေသေးချာချာစဉ်းစားပြီးတော့မှလုပ်တင်ပါတယ်။ နံပါတ်1ကငွေချင်းနဲ့ပတ်သက်တဲ့ကံတာမှာဆိုရင်တော့ the hermit ဆိုတဲ့နမိတ်ပေါ့နော် hermit ဆိုတာယတိကပ်ပါပဲယတိရဆိုရင်တော့မိရင်လေးကိုခြင်ထားတယ်ဒီနမိတ်ရဆိုရင်အိမ်မနမကောင်းတယ်ကို့မှာကြုံတွေ့နေရတဲ့ငွေချင်းနဲ့ပတ်သက်တဲ့ပူပန်သောကတွေကိုဖြေလျှော့ပေးနိုင်တယ်အကြံကောင်းညံကောင်းပေးနိုင်တယ်သူတွေပေါ်ပေါက်လာတတ်ပါတယ်ငွေချင်းနဲ့ပတ်သက်ရင်အစဉ်ပြေသွားတတ်တယ်ငွေချင်းကိုအကြောင်းပြုပြီးတော့စိတ်ချမ်းသာပျော်ရွှင်ရတတ်တယ်အဖက်ဖက်ကနေပြီးတော့အစဉ်ပြေသွားနိုင်တာပေါ့ အဲ့တော့ဒီဗုဒ္ဓဥသာသမီးကျွန်တော်ရဲ့မိတ်ဆွေတွေမှာငွေချင်းနဲ့ပတ်သက်ပြီးပူပန်သောကရှိနေတော့မှအဲ့ဒီပူပန်သောကတွေကပြင်းထန်သွားဖို့ရှိပါတယ်။ကျမ်းမာရေးအထူးအတွေ့အညာအခိုင်ကြည်ကြည်မမမရှိပါဘူး။ကျမ်းမာရေးနဲ့ပတ်သက်တဲ့ကံတရားတွေကောင်းဖို့ရှိတယ်။နောက်လူမှုရေးကံတရားတွေတော်တော်လေးကောင်းဖို့ရှိတယ်။ဆွေမျိုးသားချင်းတွေရဲ့ကူညီပံ့ပိုးပေးမှုတွေကိုရနိုင်တယ်။ပညာရေးနဲ့ပတ်သက်တဲ့ပန်းတိုင်းရည်ရွယ်ချက်မျှော်လင့်ချက်တွေပြည့်ဝ အဲ့တော့ဗုဒ္ဓဥဒ္ဒသမီးတွေရဲ့အခြေအနေအရင်းနဲ့ပတ်သက်တဲ့ကံစားတာတဲ့အခြေအနေနဲ့ပတ်သက်တဲ့ကံစားတာအိမ်တော်ရင်းနဲ့ပတ်သက်တဲ့ကံစားတာတွေကတော့ဘလူးစီလဲဆိုတော့ငါထူးထူးခြားခြားပါပဲ။ तू ကကျယ်ပွင်း9.2မိတ်ပေါ့နော်။ကျယ်ပွင်း9.2ကတော့ဒီမှာမှကောင်းသောနမိတ်ဖြစ်ပါတယ်။ဒါပေမဲ့ကောင်းမိမယ်လည်းပဲအိမ်တော်ရင်းကိုစိတ်ကုန်နေတာအိမ်တော်ရင်းနဲ့ပတ်သက်ပြီးတော့ညင်းငွေနေတာလက်ရှိချစ်သူဟာကိုယ့်မှာမကောင်းလားဆိုတော့ကောင်းတယ်။ကောင်းမိမယ်လည်းကိုယ်ကစိတ်ကုန်တာညင်းငွေတာအဲ့လိုမျိုးလေးတွေဖြစ်နေတတ်ပါတယ်။ အဲ့ဒါလေ inner voice ပါပဲเนาะ inner voice ကိုပဲအဓိက focus လုပ်ပြီးပြောရမှာပေါ့အဲ့တော့ဗုဒ္ဓဘာသာသမီးတွေကအခြေအနေအောင်ရင်းနဲ့ပတ်သက်ပြီးတော့အဆင်မပြေဘူးလားဆိုတော့ပြေတယ်မကောင်းလားဆိုတော့လည်းကောင်းတယ်ကံကောင်းတယ်ပေါ့ဒါပေမဲ့နည်းနည်းစိတ်မောလူမောပြေးပြီးတော့အဲ့ဒါကိုလည်းစိတ်ကုန်နေတယ်လို့မျိုးဖြစ်တတ်တယ်အိမ်တော်ရုပ်စိတ်ကုန်နေတယ်လို့မျိုးတွေဖြစ်တတ်ပါတယ် ခါလုံးဝင်ခြုံငုံသုံးသရင် shut down လုပ်ဖို့လိုအပ်တဲ့အချိန်ကာလလို့ပြောမှာဖြစ်တယ်ပြီးမှအစ်စ်ကပြန်ပြီးတော့စတင်တင်တဲ့အချိန်ကာလဖြစ်ပါတယ်အဲ့တော့ဗုဒ္ဓသာသမိတွေအတွက်အကျိုးပေးတယ်ကံကောင်းစေတယ်စိတ်ချမ်းသာစေတယ်စိတ်ပျော်ရွှင်စေတဲ့အယောင်လေးတွေကတော့အနီရောင်နဲ့အပြာရောင်နဲ့ကောင်းပါတယ်အဲ့တော့အကြောင်းချင်းငယ်ကိစ္စရှိတဲ့အခါအနီရောင်လေးတွေဝတ်ပါအပြာရောင်လေးတွေဝတ်ပါနော်ထီတို့တာတွေကံသမဲတို့တာတွေဝါသနာပါတဲ့ဗုဒ္ဓသာသမိတွေဆိုရင်6စ1ဆုံးတော့ နောက်တက်စာ6ဆုံးနဲ့စတဲ့နံပါတ်တွေရှားပြီးတော့ထိုးတင်ပါတယ်။နောက်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုအုံသီးစိတ်80ကလူပူဇော်ပြီးတော့ဆုတောင်းပါမကောင်းတဲ့ကံစားတာအညာအကိုက်တွေပြေပြောက်ပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ်။ဘုရားဥဒ္ဒသမီးကျွန်တော်ရဲ့မိတ်ဆွေပေါင်းကိုကျမ်းမာစိတ်ချမ်းသာလိုရာဆန္ဒပြေပါစေလို့ပြုတော်မင်္ဂလာချမ်းနေအားလုံးကိုကျွန်တော်မိတ်ဆွေဘုရားဥဒ္ဒသမီးအားလုံးကိုလှိုက်လိုက်လဲလဲဆုတောင်းမြတ်တာပို့သလိုက်ပါတယ်နော်။